ုချိုကြီးတောင်အမြင်မှန်ရလာပြီဘောမချိုကြီးတောင်အမြင်မှန်ရလာပြီဆိုပြီးတဖက်အုပ်စုတွေကဝိုင်းပြီးတော့မြှောက်စားပြီးတော့တောက်ပွားနေတာတွေ့ရတယ်။ကိုချိုကြီးကဘောမကနေအမြင်မှန်ရပြီးထမိန်ချုံသွားတာမဟုတ်ဘူးနော်။ငကိုတဲကထမိန်ချုံထမိန်ချုံကနေပြီးတော့ဘောမရဲ့ဘောမကတော့ယူရိုတန်းနဲ့မတာမဟုတ်ဘူး။ဟိုကန့်ဘလူးကြောလာ950ဆရာတော်ရဲ့ပြည်သူစစ်တပ်ဖွဲ့တွေထိတွားပြီးတော့သူမိမဖွေးချိန်ဆိုလို့ရှိရင်လည်းပြည်သူစစ်ယူနီဖောင်းတွေဝတ်တနက်တွေပိုင်းပြည့်အဲစီရေးတွေပိုင်းလေ့ကျင့်ပြပြီးတော့အဲ့ဒီလောက်ထိပုံမှားခဲ့တာ နော်ထမင်းချုံကနေဘောမရဲဘောမကနေပြန်ပြီးတော့ထမင်းချုံလိုက်တယ်ဆိုတော့သူ့ရဲ့ငကူမူလာလာရဇင်းမြကွာထမင်းချုံဖြစ်နေတဲ့အတွက်ထူထူထူဒီပုံမှာမှတ်ချက်ပေးနေကြမလို့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကိုချိုကြီးကဒလန်ဖြစ်ကြောင်းမပူတူမဟာသွေးအတီးပြူလိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်တုံသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာဒါသူ့ရဲ့ဒါနိုင်ငံရေးခံယူချက်ပုံမှာမူတည်ပြီးတော့အမခင်မထမင်းချုံအဘခင်မဘောမလူနဲ့ချမ်းသာဘောကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အဓိကပြောချင်တာကအဲ့ဒီကိုချိုကြီးကိစ္စနဲ့ပတ်သက်ပြီးတော့မြေပြင်မှာကျမတို့နဲ့ပြောမယ်ဆိုရင်ကျမထက်လည်းအသက်အများကြီးကြီးတယ်ကျမထက်လည်းဟိုးအရင်ထဲကမျိုးသားအိတ်တကယ်လုံးခဲ့တယ်နော်ပြောမယ်ဆိုရင်ပြီးပါကလူနဲ့ပြည်တွင်းကလူလိုင်းမော်ကလူနဲ့မြေပြင်ကလူဆိုလို့ရှိရင်ယုံမဲယုံကိုပြည်တွင်းမှာကိုနဲ့အတူတူလက်တွဲနေတဲ့လူယုံရမယ်ဒါပေမဲ့အဲ့ဒီကိုချိုကြီး UN ကိုစတင်မယ်ဆိုပြီးလက်မှတ်တွေကောက်တော့ ကျမကိုလာပြီးတော့စီယုံတယ်စီယုံတဲ့အချိန်မှာသူပြောတာတော့နားထောင်ကြည့်လေဒါရုပ်တည်မရှိဘူးဒါမဖြစ်နိုင်ဘူးဒါမအောင်မြင်နိုင်ဘူးနောက်တစ်ခုကအဲ့ဒီ UNO စတင်တဲ့လူတွေကတော့ကိုယ့်ရဲ့နာမည်ဖုန်းနံပါတ်နဲ့နေရဲ့လိပ်စာကိုတင်ရမယ်ဆိုတော့နေရဲ့လိပ်စာတွေကကိုယ့်အိမ်ထဲကိုနေတာတော့အသက်ခံနေရတော့အကုန်လုံးက နော်ဟိုပြောင်းရွှေ့နေရတဲ့အချိန်မှာဒီနေရဲ့လိမ့်စာကြီးတွေ UN ကိုစတင်လိုက်ရင်ဒီလူတွေရဲ့လုံခြုံရေးအတွက်အားမခံချက်ဘယ်သူမှမပေးနိုင်ဘူး။ဒါကြောင့်မို့ဒါကြီးကမဖြစ်နိုင်ဘူး။နော်ကျွန်မတယောက်တည်းအနေနဲ့ကတော့အော်တို့ UN ကိုစတင်မှာဆိုပြီးကျွန်မတယောက်တည်းအနေနဲ့ကျွန်မလက်မှတ်ရေးထိုးပြီးပါဝင်အားဖြည့်တယ်။ဒါပေမဲ့ကျွန်မကနေပြီးတဆင့်ဟောကချိုကြီးတို့ UN ကိုစတင်မှာလက်မှတ်ထိုးပေးပါဆိုပြီးကျွန်မမစည်းရုံးဘူး။ဘာလို့လဲအဲ့ဒီလူတွေအတွက်လုံခြုံရေးအားမခံချက်ကျွန်မအားမခံချက်မပေးနိုင်ဘူး။နော်ကျွန်တော်အဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးပြောရတဲ့အခါကျတော့ဟိုနိုင်ငံခြားကဦးလေးကြီးတယောက် မြမကြီးတွင်းထဲကအတော်ကြီးတယောက်ကျမကိုလေအိုးဆိုးပါဆက်စောင်းမြောင်ပြီးပြောကြတာကျမကိုတိုက်ခိုက်တာအဲ့အတော်ကြီးဆိုလို့ရှိရင်လေဘာဖြစ်ဖို့မှပို့ရတစ်ခုပြီးတစ်ခုတင်ပြီးတော့အာကျမကန့်လန်တိုက်တာရှေ့ရလည်းမသွားနောက်ကလည်းမလိုက်ပါတော့စောင်းမြောင်ပြီးပြောတာပြောတာအဲ့အချိန်တော့ကနော်သူပြောလို့ကျမပြန်ပြောလို့ရှိရင်ပြဿနာရဲ့အကြီးကြီးဖြစ်သွားမှာနော်နောက်ဆုံးတော့အဲ့ဒီကိုချိုကြီးရပဲအဲ့ဒီစကားရည်မလဲလေးရှုပ်ပြဿနာလေးတက်တော်နာချားလေးကကိုနောင်တော်လေးနဲ့ကိုမိုက်ကယ်ကျော်မြင့်နဲ့ပြဿနာလေးတက်ပြီးတော့မိုက်ကယ်ကျော်မြင့်ကကိုနောင်တော်လေးကိုတရားစွဲမယ်ပါလေဖြစ်ကုန်အဲ့ဒီကိစ္စကြီးကတော့ကိုချိုကြီးစားရမြည်နော် တော့ဒီချိန်မှာတော့ကိုချိုကြီးရဲ့ဇာတိရုံမှန်ပေါ်လာပြီဖြစ်တဲ့အတွက်ဒီချိန်တုန်းကချိုကြီးဘက်ကနာပြီးကျမကိုပိုးစိုးပက်ဆက်ပြောခဲ့တဲ့အတော်ကြီးတွေသဘောပေါက်လောက်ပြီးထင်တယ်။ကျမအမြဲတမ်းပြောရတဲ့စကားတခုရှိတယ်။သူများရဲ့အဖြစ်ကိုလက်ညှိုးထိုးပြီးဝေဖန်ရင်သူများကိုလက်ခုပ်တီးပြီးအားပေးရတဲ့တက်တီလည်းရှိရမယ်။ဆိုတော့ဒီချိန်တုန်းကကျမကိုလက်ညှိုးထိုးပြီးတော့ပိုးစိုးပက်ဆက်စောက်ပေါင်းထုတ်ခဲ့တဲ့အတော်ကြီးတွေဒီချိန်မှာကျမကိုလက်ခုပ်တီးပြီးအားပေးရမယ်ချိန်သူတို့မြောက်စားခဲ့တဲ့ကိုချိုကြီးရဲ့ဇာတိမှန်ပေါ်လာပြီဖြစ်တဲ့အတွက်ကိုကိုကို ရှက်ရမယ်အချိန်မှလို့ကျွန်မပြောချင်တယ်။နော်မိမတွေကလေတောက်နဲ့တောက်တာအပြိုင်ဆိုင်များတယ်နော်မိမမှန်ရင်အသက်ကြီးကြီးငယ်ငယ်နော်လိုက်ပြောပြိုင်တာပြိုင်နေဆိုတာကအာ तू ကစာအုပ်ဖက်ဆယ်အုပ်ဖက်ရဲ့ငါ55အုပ်ဖက်မယ်။ तू ကဘီရေဆိုရင်ငါ MB ဖြစ်ကြမယ်။ तू ကရိုးရိုးပွဲဆိုရင်ငါဘွဲလွန်ရကြမယ်။ तू ကစာပေနိုင်ငံရေးကို100လောက်ပြောနိုင်ရင်ငါ1000လောက်ပြောနိုင်အောင်စူးစမ်းမယ်ဆိုရယ်ပြိုင်တာမဟုတ်ဘူး။အပေါ်ရင်ပကာသနတွေကိုလိုက်ပြိုင်တာ နော်ဒီအေးပြားတထောက်စာလောက်လေးရှိတဲ့ပကတနာကြီးကိုလိုက်ပြန်အိုင်မျိုးအဲ့လိုမျိုးမိမမှန်တယ်တောင်းနေတောင်မနာလိုတာတွေဝင်းတိုးတာတွေအပြိုင်ဆိုင်နေအရင်များတယ်ဆိုတော့ကျမမှလည်းအဲ့လိုမျိုးတွေအများကြီးကြုံရတယ်နော်ဒါကကိုချိုကြီးနဲ့ပတ်သက်ပြီးတော့ကြုံရတဲ့ကိစ္စတစ်ခုနောက်တစ်ခုကြတော့ကိုချိုကြီးရဲ့မိမအမှတ်ဖွေးစိန်မပွေးစိန်ကကိုချိုကြီးရဲ့ပတနာနော်အမကကိုချိုကြီးရဲ့ပခုံးပေါ်ကိုသူကခွတ်တန်နေတဲ့ဓာတ်ပုံနဲ့လိုင်းပုံတင်တာကန့်ချင်မှာ ဲ့ဒီပုံနဲ့ပတ်သက်ပြီးတော့တယောက်နဲ့တောင်ဝေဖန်မှုတွေအဲ့မှာဟိုတစားတစားနဲ့ပြောကြရင်းနဲ့သူတို့ရဲ့ပုံကိုရေးတွေလူမှုရေးတွေပါလာတာဒါ line မှာအများသူကပြောတဲ့ကိစ္စနော်ကျမစိတ်ထဲလည်းမဝင်သာအောင်ခေါင်းထဲလည်းမရှိဘူးစကားထဲလည်းထည့်မပြောဘူးအဲ့ဒီလိုပုံကိုရေးတွေပါလာပြီးတော့ကိုချိုကြီးရောမက်ခွေးစင်ရောသူတို့နှစ်ယောက်လုံးပျောက်သွားတာအဲ့ဒီမှာပါလာတာကိုစောက်ထိုးနော်ထိုင်းနာပါလာမတည်နေလေကိုစောက်ထိုးပြင်အဲ့ထိုင်းကကိုအောင်မျိုးမင်းနဲ့နော်တနခါလေးလိမ့်နေတဲ့အကိုကြီးတယောက်အဲ့နှစ်ယောက်ကဘလို့ပါလာလဲဆိုတော့နိုင်မြတ်ကေတီနိုင်ဆိုရယ်မိမ့်မ သူကနိုင်ငံခြားမှနေတာဘယ်နိုင်ငံမှနေလဲမသိဘူးနိုင်ငံခြားမှနေပြီးတော့သူကလိုင်းမောင်နဲ့အဲ့လိုလိုက်တွေလွှင့်ပြီးပြောတာလိုက်တွေလွှင့်ပြီးပြောတာလေသူမျက်နှာကိုမပြအောင်ကျမကနမ်းမြေကေတီနာကိုလူလဲမမြင်ဘူးအတန်လဲမကြဘူးနာမည်လဲမသိဘူးသူ့ကိုတိကိုမသိဘူးသူ့ကိုဘလူကနေစပြီးတတိထားမိတာလဲဆိုတော့စင်ကာပူကမက်ဆစ်မီဦးနဲ့သူနဲ့ရန်ဖြစ်တာအမဆင်မေကလိုက်လွှင့်ပြီးတော့အဲ့ဒီနမ်းမြေကေတီနိုင်ဘာဖြစ်တယ်ညာဖြစ်တယ်တော့မဆင်မေကဆဲတာဆဲတော့ဟဲအမကဘာသူနဲ့ရန်ဖြစ်ပါလဲဆိုမှ ။အမစစ်မေဦးနဲ့ရန်ဖြစ်မှာကျမအဲ့ဒီနာမည် KD9 ဆိုတာကိုလိုက်ရှာပြရမှာ။အော်၊ तू ကဒီလိုပါ။မင်းလာမျိုးနဲ့တန်ပွေးကုန်းရွာအနီးတက်ဆွဲထားသောစစ်တပ်ကလုံခြုံရေးအကြောင်းပြ၍ပြည်သူများကို၃ရက်အတွင်းရွာလုံးကျပြောင်း၍ခိုင်း ပဲခူးတိုင်းမင်းလာမြို့နယ်ပန်ပွေးကုန်းရွာအနီးတက်ဆွဲထားသောအကျန်းဖက်စစ်တပ်ကလုံခြုံရေးအကြောင်းပြ၍ပြည်သူများကို၃ရက်အတွင်းရွာလုံးကျွပြောင်း၍ခိုင်းထားကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်တည်ထင်ထားတာထံသို့ပြောဆိုသည်နိုဝင်ဘာလ၁၀ရက်နေ့ကစပြီးအကျန်းဖက်စစ်တပ်ကမင်းလာမြို့နယ်အပိုင်းပခူးရုံးမှအတွင်းရှိပန်ပွေးကုန်းရွာမှပြည်သူများကိုအကျန်းဖက်စစ်တပ်က၃ရက်အတွင်းရွာလုံးကျွပြောင်း၍ခိုင်းထားခြင်းဖြစ်ကြောင်းသိရသည်ထိုပန်ပွေးကုန်းရွာအနီးတွင်လည်းအကျန်းဖက်စစ်တပ်ကတက်ဆွဲထားပြီး ရင်းတို့ကိုတော်လန်ရေးတပ်ဖွဲ့များကကြေးရွာအတွင်းမှလာရောက်တိုက်ခိုက်မိကိုစိုးရိမ်သောကြောင့်ပြောင်းရွေ့ခိုင်းခြင်းဖြစ်ကြောင်းသိရှိရသည့်မင်းလာမြို့နယ်အပိုင်ပကူးယိုမှထဲမှရှိဗန်ပွေးကုန်းရွာကိုစစ်ခွေးတွေက၃ရက်အတွင်းရွှေ့ခိုင်းထားတာဘာကြောင့်အဲ့လိုပြောင်းခိုင်းတာလဲမေးတော့လုံခြုံရေးကြောင့်လို့ပြောပါတယ် တကယ်ကသူတို့ကို PDF တွေကလာတိုက်မှာကိုကြောက်ပြီးပြစ်ကွင်းရှင်းတဲ့အနေနဲ့ပြောင်းခိုင်းတာသူတို့တိုက်ခံရမှာကိုစစ်ခွေးတွေတရားအောင်ကြောက်နေတာအဲ့ဒါမှုပြည်သူတွေကိုပြောင်းခိုင်းတာဟုဒေတာပြည်သူတဦးကပြောဆိုသည့်အဆိုပါဗန်ပွေးကုန်းရွာသည်ပကူးယိုမအတွင်တည်ရှိသောခြေရွာဖြစ်ပြီးအကျန်းဖက်စစ်တပ်ကခြေရွာအနီးတက်ဆွဲထားကယိုမအတွင်စစ်ကြောင်းထိုးခြင်းများလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရသည် ထို့ပြင်2025ခုနှစ်မေလပိုင်းကလည်းမင်းလာမြို့နယ်အပိုင်းပကူးယိုမအတွင်အင်အားတရာခန့်ဖြင့်စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်မှစစ်သားနှစ်ဦးသည်ဗန်ပွေးကုန်းရွာအနီးရှိမုတ်ခဆဲတွင်မူယူတောက်စာပြီးရေစင်းချိုးရာမှစစ်သားတအူးမွေကိုက်ခံရပြီးတေဆုံးကကျန်တအူးသည်ရေနစ်တေဆုံးခဲ့ကြောင်းသိရှိရသည်